ကိုပွားမှာသူတို့ကိုကိုကြီးမှသူတို့အဆောက်ရမှာဖြစ်တဲ့အတွက်သူတို့ကဆောင်နေရ CCTV တောင်မှသူတို့အတွက်ပဲထောင်ရတာအိမ်မှာတခိုးတွေပါတယ်ဆိုတာလေးကမကြောက်ဘူးသူတို့လေးတွေဘာဘာလုပ်နေလဲဆိုတာ CCTV ကသူတို့သုံးကောင်အတွက်ပဲအများကြီးကြည့်နေရလှည့်ပြီးကြည့်နေရဒီလိုကားမျိုးစီးလာတဲ့သူကသူတို့စီကအလုပ်မျိုးမလုပ်ချင်ပါနဲ့တဲ့ဒီကကျွန်တော်ဘာလုပ်ချင်အင်းဒီဒီဇိုင်းဆိုဒီဇိုင်းတောင်တယ်ငွေချင်းတွေက တည်ဆုံးပါပေါ့နော်။ဟန်လေးခွေးလေးတွေကိုထမင်းအရန်အရေးပေးပါတယ်။အခုလို့ထမင်းမကြွေးလိုက်ရတာဖြစ်တဲ့ကြွန်းတောင်းပန်တယ်။ဟိုအစကုံလုံးပေါ့ဟန်လေးအချစ်တွေရော့နေခင်လဲတောင်းပန်ပါတယ်။ငါမေတောင်းပန်ပါမင်းရောပလေးกินဟော ဒီနေ့လဲမွနိကေအများကြီးပဲဟိုချစ်ချစ်ကြတဲ့တငယ်ချင်းတွေဟိုမိသားစုတွေပို့ပေးတယ်မွနိကေလေးတွေကိုဟိုစုတောင်းလဲတဲ့အချိန်အချိန်တိုင်းပေါ့နော်အာကိုကိုစိတ်ချမ်းသာကြမ်းမာပါစေကောင်ကိုမစုတောင်းမိဘူးကိုစုတောင်းမိတာတခုပဲပေါ့နော်အာဟန်လေးရဲ့ตาလေးပေါ့အဲငါ့ရဲ့ตาလေးနောင်ဘွားမှာလူဖြစ်ပါစေအကောင်းတဲ့နေရာမှာလူဖြစ်ပါစေလူမဖြစ်ခဲ့ဘူးဆိုရင်တော့မှခွေးလေးဖြစ်နေတော့မှဟိုခြံကြဲင်းနဲ့အဲ့လို မျက်ခင်းကြယ်ကြီးကိုသူကအရင်ကြိုက်တာဟိုခြံကြယ်ကြီးနဲ့မျက်ခင်းကြယ်ကြီးနဲ့အလိုမီတာစုကောင်းတဲ့မီတာစုဝင်မှာကြံကြမမနဲ့အသက်ရှင်ရှင်နဲ့နေစေချင်ပါတယ်ခလေးကိုဒါလေးဝတ်ပါပြီနောင်ဘဝမှာလူလေးပြန်ဖြစ်ပါစေတည်းမေတ္တာမမရေဟုတ်တယ်ဟုတ်တယ်မွေးနေ့မွေးနေ့လက်ဆောင်ပေးတော့ရလို့ထင်တာပဲမွေးနေ့လည်းရောက်တော့မယ်ဟိုဒီနေ့လည်းအိမ်မှာရှိနေတဲ့ခွေးလေးနှစ်ကောင်နဲ့ပဲမွေးနေ့ 亲力图啊，我。 exclusively from Golden Valley. ကွာတီကအဲမနေ့တနေ့ရခင်ကပွဲဖိတ်တယ်ပြီးတော့အဆိုင်လည်းပို့ရဲအများကြီးပေါ့ဟန်လေးကဟုတ်ကဲလို့ပဲပြောရတယ်ဒါပေမဲ့ဟန်လေးကမွေးနေ့နဲ့လည်းတိုက်ဆိုင်နေရဲအဲဒီနေ့ကမွေးနေ့ရတကယ်တော့အစီအစဉ်လေးအများကြီးပဲပေါ့နော်ဟိုပါအစီအစဉ်မှမလုပ်ဖြစ်လိုက်ပါဘူးအဲအိမ်မှာခွေးလေးလည်းဆုံးသွားတာဆိုတော့ရန်စစ်မကောင်းဖြစ်နေရဲအာကွာတီကလာပြီးပဲကိုဖုန်းနေခေါ်နေရတဲ့ လာခဲ့ပါမယ်လို့ဟိုကွန်ပျူပေးတဲ့အနေနဲ့ရောက်လာတာပါလို့အော်ဟုတ်မင်းနေကတော့ဟိုအရင်တော့အရေးမကြီးတော့ပါဘူးပေါ့နော်အဲဖေးလေးနေကအဲဒီလောက်ထိပဲရေဆက်ပါတယ်ချင်လို့ပါတယ်ဟုတ်ဂိဂကွန်ဒီနေကွန်တမ်ပါတော့ပါပါအာဒီဒီလေဘုရားအမ်သူကဟလေလူကခရင်းကလည်းပြောမယ်ဆိုတော့ အ2018 19 19လောက်ကထင်မယ်အဲထိုင်းမှာကိုယ်တိုင်တော်ဝယ်လာထိုင်းမှာကိုယ်တိုင်တော်ဝယ်ပြီးတော့အဲလီလီစီးလာတယ်သူသူ passport လုတ်ပေးပြီးတော့ကာကွယ်ဆေးအပြည့်နဲ့ပေါ့အဲရန်ကုန်ရောက်လာတယ်အဲ့ကလေးကဟန်လေးလက်ကိုလက်ပေါ်မှာကြီးလာတယ်ခလေးလေးပေါ့သူကပထမအောင်ဆုံးမွေးတဲ့ခလေးလေးပါအကြီးဆုံးအမေလေအလုံးမပေးနိုင်ဘူးလေကွာ မင်းဘာလို့လုပ်ခဲ့တယ်လဲငါအမိနဲ့ငါပြရစကားရောငါသိမှာချင်းလိုက်ကြိုးလို့ရှိရင် तू อ่ะအမီးလေးတော့ပဲနှံတာဟိုအငဲတွေကို तू อ่ะအရန်လိုက်ပြီးတော့မလုတ်ဘူးအတင်းလိုက်မယူဘူးအဲသူ့ရဲ့ညီလေးတွေကို तू ဦးစားပေးတယ်တခါမှလည်းဟောင်တာလည်းမရှိဘူးအကျွေးတာလေးစားတယ်ဖြားနာလည်းမရှိဘူးဒီတုံးကောင်ထဲမှာ तू อ่ะကျမကြီးအကောင်ဆုံး ခြေတော့အင်္ဂါအစုံပေါ့ခလေးခွေးလေးတကောင်ကလက်မရှိဘူးအမဲလေးကလက်မရှိဘူးဖြတ်ထားတယ်အဖြူလေးကကျတော့အရေပြားယောဂါကိုလေးခေါက်လောက်ခံစားခဲ့ပြီးပဲဆိုတော့အဲခဏခဏအမွေးရတယ်သူကလည်းကျမကြီးမကောင်းဘူးအဝါလေးကခြေတော့ရှိတယ်ဟိုအကုန်လုံးပြေစုံတယ်ကျမကြီးကောင်းတယ်ဖျားလည်းတိတ်မဖျားဘူးမဖြစ်ဘူး तू ကကျမကြီးအကောင်းဆုံးပဲ ။ဒါပေမဲ့သူရင်ထွက်သွားတာကိုဟလေးမှာစိတ်ဘာမှအစင်တိမပြည့်စည်ရသေးဘဲနဲ့ရုပ်ပြက်ကြီးဖြစ်သွားတယ်။အဲဒါလေးဘာဖြစ်ပြီ။နောင်ဘဝမှာလူလေးပြန်ဖြစ်ပါစေတဲ့။မေတ္တာမမရေ။အဲ့တော့သူကရှူရှူပေါက်တာကမထွက်တော့တာမထွက်တော့တတိထားပြီးတော့သူကခမင်းမစားတော့ဒုတိယရက်ကဟိုငါပြင်းနေဖြစ်နေရယ်ဆိုတော့စိတ်ခန်းပိတ်မယ်ဆိုရင် အဟလေးကသူ့ကိုနားလဲအောင်ပြောလိုက်တယ်စိတ်ခန်းလေးပိတ်တယ်တာရေအမနက်ဖြန်မှာမေတို့စိတ်ခန်းသွားကြမယ်တီးခံပေးနော်လို့ပြောတော့သူနားလဲတယ်ထင်တယ်သူနားလဲပေးတယ်အဲတပည့်သူထွက်မသွားအောင်အမဆိုအဲ့နေ့လည်းသူထွက်သွားချင်တယ်ထင်ပါတယ်။သုံးရက်မြောက်မှာလည်းသူကထမင်းမစားတဲ့အချိန်မှာအလေးကဆေးရုံပြေးလိုက်တယ်ဆေးရုံပြေးတော့ဆေးမကဆေးရုံမှာဆက်လိုက်တော့စီးမအလုံးတွေ့တယ်စီးမအလုံးတွေ့တော့ဘာအလုံးလဲသူတို့မသိဘူးဆရာဝန်တွေကတော့စမ်းကြည့်တယ် အသွေးဖောက်ပြီးစစ်မယ်ဆိုပေမဲ့ကလေးကထမင်းမစားထားတဲ့အချိန်ဆိုတော့အမ်ဘယ်လဲအမ်ရှိဘူးဟန်လေးကသွေးမဖောက်ခိုင်းလိုက်ဘူးဆက်ဝင်ရလာမလုပ်ပါဘူးအမနဲ့ပြန်ဆိုတော့ဒီနေ့ပေါ့ဒီနေ့မှဟန်လေးကဟိုစီးဖောက်ပေးမယ်ကလေးကိုအာအမတို့သွေးဖောက်ပေးမယ်အမနဲ့ဒီနေ့မှစစ်မယ်ဆိုပြီးတော့စဉ်းစားလိုက်တာအဲ့အဲ့မနေ့ကမှဆေးသုံးချောင်းထိုးလိုက်တယ်ထိုးပြီးတော့အိမ်ရောက်ရောက်ချင်းရောက်တော့အပေါ်မှာခဏပဲ ခမင်းလေးပါချက်ပြီးသွားပြီစက်သားလည်းပြုတ်ပြီးသွားပြီနည်းနည်းအေးခံနေတဲ့အချိန်မှာသူ့ကိုထိုင်ကြည့်နေတဲ့အချိန်ရေတိုက်ပြီးတော့ရေခတ်အချလေးအချိန်မှာဟန်လေးကဖုန်းတုံးနေတဲ့အချိန်မှာပြန်တတိငြိမ်နေတော့တစ်ချက်ကြည့်နေတဲ့အချိန်မှာသူမလုတော့တတ်မရှိတော့အချိန်မှာအမောင်လေးကိုအော်အော်ခေါ်တာပေါ့ရင်နေရန်တုံနေအဲအဲ့လိုမျိုးခေါ်လိုက်တဲ့အချိန်မှာလက်ကလေးကိုကင်တော့လက်လည်းမလုတော့ဘူးပေါ့နော်ဆိုတော့သူဟန်လေးကိုနှုတ်ဆက်သွားပါလေ အတိကတော့ကိုယ့်လက်ပေါ်မှာမသေးလဲရအောင်ကိုကသူ့ကိုထိုင်ဆောင်ပြီးထိုင်ကြည့်နေရနဲ့အာအသက်ထွက်သွားတာပေါ့ဟိုအော်လည်းမအော်ဘူးငိုလည်းမငိုဘူးအဲဘာမှလှုပ်တော့မလှုပ်ဘဲနဲ့ငငိမ့်လေးထိုင်နေလို့ပုံစံလေးပဲအသက်ကလေးရှူလာရက်သွားတယ်အဲ့တော့ဟိုမနေ့ပြန်လဲစေကုပေးမယ်လို့ပြောထားရတဲ့ဒါနဲ့သူထွက်သွားရဲဆိုတာခံလေးကိုပေါ့ဒီထက်ပို့ပြီးစိတ်မညစ်စိတ်ချင်လို့ ကောင်းကောင်းမွန်နဲ့ထွက်သွားရလို့မြင်ပါတယ်။ဟုတ်ပါပါတယ်။အဲ့ဒီတော့နေရာတော့ဟုတ်တယ်။သူမင်းမကြည့်လိုက်ရတော့ဟုတ်။တော့ဆိုဟန်လေးကအဲဟန်လေးပေါင်းတဲ့ငွေချင်းတွေအားလုံးသိပါတယ်။ဘာလို့လဲဆိုရင်ဟန်လေးကအပြင်ဘက်အချိန်ဘက်နေရာမှာပဲရောက်နေရောက်နေပွဲရှိတဲ့အချိန်တွေပဲနေနေငါအိမ်ပြရမယ်ငါအိမ်နမိခွေးသမီးရေအရင်ကျွေးရမယ်ခွေးသမီးကျွေးပြီးရင်ပြန်ထွက်လာခဲ့မယ်တို့တကယ်ချင်းနဲ့တောက်နေတန်လန်ပဲပြည့်ထိုင်နေတန်လန်ပြည့်ငါအိမ်ခဏပြန်လာမယ်သူမင်းကျွေးပြီးငါပြန်ထွက်ခဲ့မယ်ဆိုတဲ့အချိန်က ကိုပွားမှာသူတို့ကိုကိုကြီးမှသူတို့အစားအောင်မှာဖြစ်တဲ့အတွက်သူတို့ကစောင့်နေရ CCTV တောင်မှသူတို့အတွက်ပဲထောင်ရတာအိမ်မှာတကိုးတွေပါတယ်ဆိုတာလေးကမကြောက်ဘူးသူတို့လေးတွေဘာဘာလုပ်နေလဲဆိုတာ CCTV ကသူတို့သုံးကောင်အတွက်ပဲအများကြီးနေရလှဲ့ပြီးကြည့်နေရဒီလိုကားမျိုးစီးလာတဲ့သူကသူတို့စီကအလုပ်မျိုးမလုပ်ချင်ပါနဲ့ဒီကဘာလုပ်ကြလဲအင်းဒီဒီဇိုင်းဆိုဒီဇိုင်းတောင်တယ်တော့တကယ်ချင်းနေကအတိဆုံးပါပေါ့နော်ဟန်လေးခွေးလေးတွေကိုချင်း အရန်အရေးပေးပါတယ်အခုလို့ထမင်းမကြွေးလိုက်ရတာဖြစ်တဲ့ကျွမ်းဟိုတောင်းပန်တယ်ဟိုအကုန်လုံးပေါ့ခလေးအချစ်တွေရောက်နေခိုင်းလဲတောင်းပန်ပါတယ်ငါမေတောင်းပန်ပါမင်းရပါလေကင်ဟောဝါခလေးဒီနေ့လဲမွနိကေအများကြီးပဲဟိုချစ်ချစ်တဲ့တငယ်ချင်းတွေဟိုမိသားစုတွေပို့ပေးတယ် ဝင်းနေဂိတ်လေးတွေကိုဟိုဆူတောင်းလဲတဲ့အချိန်အချိန်တိုင်းပေါ့နော်အာကိုကိုစိတ်ချမ်းသာကြမ်းမာပါစေတော့ကိုမဆူတောင်းမိဘူးကိုဆူတောင်းမိတာတခုပဲပေါ့နော်အာခလေးရဲ့ตาလေးပေါ့အဲငါရဲ့ตาလေးနောင်ဘွားမှာလူဖြစ်ပါစေအကောင်းတဲ့နေရာမှာလူဖြစ်ပါစေလူမဖြစ်ခဲ့ဘူးဆိုရင်တော့မှခွေးလေးဖြစ်နေတော့မှဟိုခြံကြဲကြီးနဲ့အဲ့လိုညခင်းကြဲကြီးကိုသူကအရင်ကြိုက်တာ ဟိုချန်ကြိန်နဲ့မျက်ခင်းကြိန်နဲ့အလိုမိသားစုကောင်းတဲ့မိသားစုဝင်မှာကြံကြံမမနဲ့တက်ရှိရှိနဲ့နေစေချင်ပါတယ်ခလေးကိုဒါလေးဝတ်ပါပြီနောင်ဘဝမှာလူလေးပြန်ဖြစ်ပါစေတဲ့မိသားမမလေးဟုတ်တယ်ဟုတ်တယ်မွေးနေ့မွေးနေ့လက်ဆောင်ပေးတော့ရလို့ထင်တာပဲမွေးနေ့လည်းရောက်တော့မယ်ဟိုဒီနေ့လည်းအိမ်မှာရှိနေတဲ့ခွေးလေးနှစ်ကောင်နဲ့ပဲမွေးနေ့အချင်းလေးထူရတာပေါ့ အဟုတ်ပါတယ်ပြီးတော့ပထမကလေးလေးလည်းဖြစ်မယ်ထမားလေဟိုဒီတက်ရွယ်ပေါ့ကလေးဒီတက်ရွယ်မှာတော့တော့ဟုတ်ပြန်ကြုံပါရဲ့လို့အဲ့တော့ဟန်နေအများကြီးစတောင်းပေးပါရဲ့လို့ကွာဒီအောင်မြင်ပါစေလို့